င်ဆက်မချမီအနုမောဒနာပေါမြောက်ဖွယ်တရားမဟောကြမီဘုံတို့ဖရာတရားတန်ခါကိုအာယုပြုပြီးတိစ္ဆာဆိုတဲ့ဂါထာလေးနဲ့အန္တရကိအောင်တိစ္ဆာပြုပြပါမယ်ယံကေစီဝိတံဣဒဝါဟုရံဝါတကေတုဝါယံရတနပဏိတံ နန္ဒောတမအဋ္ဌတ္ထကတိနာဣဒံပိဗုဒ္ဓေရတနပဏိတံဣတိနာသိစေနသုတိဟောတုယံကေစီဝိတံဣဒဝဟုရံဝါတကေတုဝါယံရတနပဏိတံနန္ဒောတမအဋ္ဌတ္ထကတိနာဣဒံပိဓမ္မေရတနပဏိတံဣတိနာသိစေနသုတိဟောတု ယံကိစီဝေတံဣဒဝါဟုရံဝါသကေသူဝါယံရတနာပဏိတံနာနောသမာတိတထာကတိနဣဒံပိသံဂေရတနာပဏိတံဣတိနာသိစေနသူတိယောတုဤလူလောက၌ဖြစ်စေငကားကလောကုဘံယခလောက၌ဖြစ်စေနဗျာမလောက၌ဖြစ်သည်ဖြစ်စေရှိရှိသမျှသောယရနာတို့တွင် ဖယာတိဟုသောယရဏတရားတိဟုသောယရဏသံဃာတိဟုသောယရဏထိုယရဏသုံးပါးတို့သည်သာလျှင် အမြတ်ဆုံးယရဏဖြစ်ပါ၏ကိုယ်ဤမှန်ကန်သောသစ္စာစကားကြောင့်အလူရှင်များအားလုံးဘိဗေကယံကင်အန္တရကင်း၍ကိုယ်ရောစိတ်ပါတမချောင်းသာပြည့်လင် ကောင်းသောလူရာဆောင်းတာ အသည်အသည်ပြေဝကြစေပြေဝကြပါစေအဲအခုတကကြီးဥသိမ့်မောင်ရည်စုပြီတော်တင်လှကြောင်းကိုရွှေလက်မင်းဆလစ်ခုမိသားစုတို့ကကုသကောင်းမှုပြုနေကြတယ်တနည်းအားဖြင့်တကကြီးဥသိမ့်မောင်ထားခဲ့တဲ့ ကုသိုလ်အမွေကိုဆက်လက်ထိန်သိမ်းနေကြတာဖြစ်ပါတယ်။အမွေအနှစ်ဆိုတာကဥစ္စာဒဏအမွေအနှစ်လည်းရှိတယ်။ဟောတရှိထင်ရှားတဲ့ချိန်တို့ကလှုပ်ဆောင်ခဲ့တယ်လှုပ်ဆောင်လှုပ်ဆောင်ချက်ခေါင်းတွေသာသနာတော်နဲ့ပတ်သက်တဲ့လှုပ်ဆောင်ချက်တွေအမျိုးနဲ့ရယူရနဲ့နိုင်ငံနဲ့ပတ်သက်တဲ့လှုပ်ဆောင်ချက်ခေါင်းတွေရှိတယ်။အဲ့ဒီမိဘတွေရဲ့ 讲到路上绝对没必要，没必要啊！出来，提提一下，但是没咩嘢，讲一开讲都没啥子咩嘢，耽误不起来。但是无，大家一时间来过个，你这个老人家，你苏丹过来，这一路你孤独点啊？没必要，没关系的。大家只要结束过，平常都阿些等你。大家只要避开的，我们那个提提都阿些，你先，你先，老人家苏丹你先，不起来，你就好。 ဒီကနေ့အလူရှင်ဘုန်းကြီးအနေနဲ့နုဘရဏဟောတဲ့အခါမှာအကာကိုပဲအနှစ်ကိုတွဲဆိုတဲ့ဒီကောင်းစဉ်လေးနဲ့အနုမောဒနာတရားဟောကြားရမှာဖြစ်ပါတယ်အကာဆိုတာကအာလုသိတဲ့အတိုင်းပဲအနှစ်လောက်ခိုင်ခန့်မှုမရှိဘူးအနှစ်လောက်တန်ဖိုးမကြီးပါဘူးအဲ့လိုအနှစ်လောက်ခိုင်ခန့်ခြင်းမရှိတဲ့အကာ အနှစ်လောက်အသုံးမဝင်တဲ့အကာတန်ဖိုးမကြီးမားတဲ့အကာကိုပြစ်ပယ်ပြီးအနှစ်ကိုပဲအာလို့ဆုဆောင်တွေ့တာထားရမှာဖြစ်ပါတယ်အဲဒါကြောင့်မို့အကာကိုပယ်အနှစ်ကိုတွဲဆိုတဲ့ဒီစကားလေးနဲ့အနုမောဒနာဒီခေါင်းစဉ်လေးနဲ့အနုမောဒနာတရားဟောကြားပြီးမှဖြစ်ပါတယ်ရသော်ဘုရားကအတ္တရိသာရမတိနောသာရိသာတာရဒတိနော တိသရဏတိကိသံတိမိစ္ဆာသင်္ကပ္ပဂောစရာလောကမှာခုနပြောသလိုအနှစ်ရဲ့အကာရဲ့ဒီလိုနှစ်မျိုးရှိအဲ့နှစ်မျိုးကအနှစ်ကိုအနှစ်လို့နားလည်ရမယ်သဘောပေါက်ရမယ်သိရအကာကိုအကာလို့နားလည်ရမယ်သဘောပေါက်ရမယ်သိရမယ်အဲ့ဒါလို့မသိဘဲနဲ့အနှစ်ကိုအကာလို့ထင်နေမယ် ဒါမှမဟုတ်အကာကိုအနှစ်လို့ထိမယ်ဆိုရင်မိမိတို့လူချင်းတဲ့အနှစ်ကိုဘယ်လိုမှမရနိုင်ဘူးအဲ့ဒါအထင်မှားတာအမြင်မှားတာကွာမိစ္ဆာသင်္ကပ္ပတွဲခေါ်ယူဆချက်ကမှားနေတယ်ဘယ်လိုမှားနေတယ်လဲဆိုရင်အကာကိုအကာလို့သူမမြင်ဘူးအနှစ်လို့သူမြင်တယ်အနှစ်လို့အနှစ်လို့မြင်လိုက်တဲ့အဲ့ဒီအကာကိုဒါစိတ်ပက်ယူထားရင် ။ဟောအနှစ်ဆိုတာဘလို့မှမရနိုင်တော့ဘူး။ဒါကြောင့်ကိုယူထားတဲ့ကအနှစ်မှမဟုတ်ဘူး။အကာကိုအနှစ်အနှစ်လို့အထင်မှားတဲ့အတွက်ယူထား။သူနှစ်တူဆိုမယ်။အနှစ်ကိုအကာလို့လက်ခံလိုက်မယ်ဆိုရင်ဟောအဲ့ဒီအနှစ်ကအနှစ်အစ်စ်ကဘလို့မှမရနိုင်မဖြစ်ကိုလက်ထဲမရောက်နိုင်ဘူး။ဒါကြောင့်မို့အနှစ်ကိုအနှစ်လို့သိရ။အကာကိုအကာလို့သိရမယ်တဲ့။ အဲ့ဒါမှမိမိလူချင်းတဲ့တကယ်တန်ဖိုးရှိတဲ့အနှစ်ကိုရမှာဖြစ်ပါတယ်။ဟောအနှစ်ကိုအနှစ်နားလဲရအကာကိုအကာလို့သိရအဲ့လိုဆိုရင်တန်ဖိုးနည်းနေတဲ့ခံခတ်မှုအားနည်းတဲ့အဲ့ဒီအကာကိုပြစ်ပယ်ပြီးအနှစ်ကိုကင်တွယ်ရမှာဆောင်းထားရမှာဖြစ်ပါတယ်။ အဲ့ဒါလိုဆောင်းထားမှမိမိတို့လူချင်းတဲ့အနှစ်သာရဆိုတဲ့တန်ဖိုးရှိတဲ့အရာကိုရမှဖြစ်ပါလေဘုရားကအဲ့လိုဟောတယ်ဒီတော့ဘုန်းကြီးတို့တွေလူဘဝကိုရောက်လာတဲ့အခါမှာဘဝရက်တည်ဖို့အတွက်သူတို့ကိုကိုကိုနီကိုဟန်နဲ့ကြိုးစားအားထုတ်ကြတယ်ကြိုးစားအားထုတ်တဲ့အလျောက်လည်းပဲအတိုင်းတာတစ်ခုအထိဥစ္စာဒဏ္ဍတွေ ဆုဆောင်းလာခဲ့ကြတယ်အဲ့တော့မိမိတို့ဆုဆောင်းတဲ့ဥစ္စာဌာနမိမိတို့ရရှိတဲ့ဒီခန္ဓာဓမ္မရှုတော့နဲ့ကြည့်လိုက်မယ်ဆိုရင်ဒီခန္ဓာပဲဖြစ်ဖြစ်ဥစ္စာဌာနပဲဖြစ်ဖြစ်ခိုင်မြဲမှုမရှိတဲ့သဘာဝတရားတွေကြီးပဲဖြစ်ပါကိုဒကာကြီးဥသိမ့်မောင် သူလည်းပဲဘဝကိုရရှိခဲ့တယ်လူလောကကိုကျင်လည်ခဲ့တယ်အဲ့ဒီဘဝကိုရရှိပြီးလူလောကကိုကျင်လည်တဲ့အချိန်မှလည်းဥစ္စာဒနာတွေပြည့်ဝမှုလုံလောက်ဖို့အတွက်ကြိုးစားအားထုတ်မှုဝိရိယနဲ့ကြိုးစားအားထုတ်ခဲ့အားထုတ်လိုက်တဲ့အတွက်ကြောင့်ဥစ္စာဒနာလေးပဲဥစ္စာဒနာတွေလည်းပဲအတိုင်းအတာတစ်ခုအတည်းသူကစုမီဆောင်မီပြည့်ပြည့်စုံစုံလုံလုံလောက်လောက်ရှိသွားတယ် အဲခန္ဓာကိုယ်လည်းရှိနေသည်စုဆောင်ရဲ့ဌာနဲ့ဥစ္စာဒနာလည်းရှိနေတယ်ဆိုပေမဲ့လို့တကယ်ဓမ္မတဘာဝဓမ္မရှုတောင်းနဲ့ကြည့်လိုက်တဲ့အခါမှာစုဆောင်ထားတဲ့ဥစ္စာတွေရောရယူထားတဲ့အခန္ဓာကိုရောအချိန်တန်တဲ့အချိန်မှာအကုန်လုံးပြည့်စည်သွားရမှာဖြစ်ပါတယ်။သာဝရတည်တံ့ခိုင်ခန့်တဲ့သဘောမရှိဘူး။ မိမိခန္ဓာပဲဖြစ်ဆူဆောင်တဲ့ဥစ္စာရဏဖြစ်ဖြစ်ရာထုဂုံတဲ့အကုန်လုံးပေါ့ဒီခန္ဓာကိုအရင်နှစ်ပြုပြီးရရှိလာတဲ့အရာအလုံးဒီခန္ဓာနဲ့ဤသူဘာမှတည်မြဲပြီးမရှိဘူးအချိန်တန်တဲ့အခါမှအကုန်လုံးယိုယွင်းပြည့်စည်ကြမယ်ဒီတော့ဒီခန္ဓာရောမိမိတို့ဆူဆောင်တဲ့ဥစ္စာဖြစ်ပါဒါအနှစ်သာရရှိတဲ့အရာမဟုတ်ဘူးဆိုတော့ဓမ္မရှုတောင်းတဲ့ ြည့်ရင်သိသာတကယ်လို့သာအနှစ်သာရရှိရင်သူကမပြစ်မစည်းပဲနဲ့ဒီတိုင်းမဲ့သူတည်တတ်နေမှာခုမှမဟုတ်ဘူးအဲ့ဒုတမတည်တတ်နိုင်ဒီတော့မပြတ်မစည်းပဲနဲ့မတည်တတ်တဲ့သဘောရှိတယ်ဒီခန္ဓာရောစုဆောင်းထားတဲ့ဥစ္စာတွေပါအနှစ်သာရမဟုတ်ဘူးဒီတော့အဲ့ဒီအနှစ်သာရမဟုတ်တဲ့ဒါကိုအရင်နှိမ်ပြုပြီးအနှစ်သာရဖြစ်အောင်ဘုန်းတို့တွေလှုပ်ဆောင်နိုင်ရမှာဖြစ်ပါတယ်ဒါမှအနှစ်ကိုရမှာ အတ္တရတောဒနာတောတာရန္တနာကရမိတိအတ္တောစိတ်တံပတာဒေယတဲ့ဘုရားကတကယ်ကိုဆုဆောင်တဲ့ဥစ္စာဥစ္စာလည်းအတ္တရအနှစ်မရှိဘူးသူခန္ဓာကိုယ်လည်းပဲအနှစ်မရှိဘူးအဲ့အနှစ်မရှိတဲ့ကိုပန်ဆိုင်ထားတဲ့အနှစ်မရှိတဲ့အရာကိုအနှစ်ရှိအောင်ကိုကရယူရမှာဖြစ်ပါတယ် ရယူတဲ့အခါမှာအနှစ်မရှိတဲ့အရာကိုပဲအာပြုပြီးအနှစ်ဖြစ်အောင်လုပ်အောင်ဒီအနှစ်မရှိတဲ့အရာအသုံးမဝင်တာမဟုတ်အသုံးဝင်အဲအသုံးဝင်တဲ့အတွက်ကြောင့်အနှစ်မရှိတဲ့ခန္ဓာကိုအနှစ်မရှိတဲ့ဥစ္စာဒဏ္ဍအဲ့ဒီနှစ်ခုကိုပေါင်းစပ်ပြီးအနှစ်ဖြစ်တဲ့အနှစ်ရှိတဲ့အရာဖြစ်အောင်လုပ်အောင်အထေရစိတ်တံပတာတည်းရ အနှစ်ရှိသောအရာဆိုတာဘာလဲတန်ဇေယတလျှောက်လုံးအာကူအားထားရတဲ့ကုသိုလ်တရားပဲအချုပ်ကတော့ပုံညဆိုတဲ့ကုသိုလ်တရားပဲအဲ့ဒီအနှစ်ရှိတဲ့ကုသိုလ်တရားရဖို့အတွက်ခုနအတ္တနောစိတ်တံပတာတေယမိမိစုဆောင်ထားတဲ့ဥစ္စာဒနမိမိရရှိထားတဲ့ခန္ဓာဒါအနှစ်ဖြစ်အောင်လုပ်တဲ့ကံမှာမိမိစိတ်ကိုကြည်ကြည်လင်စေရမယ်တန့်ရှင်းစေရမယ်လို့ဆိုလို့ ဘယ်လိုကြည်လင်းအောင်ထားမလဲစိတ်ဆိုတာကသူ့သဘာဝတစ်ခုတည်းရှိရင်စိတ်ကတန့်ရှင်းပါအဲချမ်းရည်နေတဲ့အာယုတွေပေါ့အာယုတွေအဲအာယုတစ်ခုခုအကြောင်းပြုပြီးလောဘဒေါသမောဟတွေဝင်လာရင်အဲ့ဒီစိတ်ကမတန့်ရှင်းတဲ့စိတ်အခြေအနေမျိုးဖြစ်သွားတယ်ပဂတိစိတ်ကတော့သူက စိတ်ရဲ့သဘောကစိတဲ့သဘောတတ္တိတစ်ခုပဲရှိတယ်အဲစိတဲ့သဘောကိုစိတ်လို့ခေါ်သိတာပဲသူကတွေ့တာချင်းမနှစ်သက်ချင်းမရှိဘူးသဘောမရှိဘူးစိတ်ကအဲတွေ့တာလည်းနှစ်သက်တယ်ဆိုတာကလောဘတွေဒေါသတွေအဲစိတ်နဲ့လာပေါင်းထားလောဘကစိတ်နဲ့လာပေါင်းလာရင်ဟောအဲစိတ်ကတွေ့တာလည်းစိတ်ဖြစ်သွားဒေါသကစိတ်နဲ့လာပေါင်း ်နေတယ်ဆိုရင်မနှိမ့်သက်တဲ့သဘောဖြစ်သွားတယ်မကြည်နာတဲ့သဘောစိတ်ဆိုးတဲ့သဘောဖြစ်သွားတယ်အဲတော့ဆိုလိုရင်းကကြည်လင်တဲ့စိတ်ကိုမြင့်ထေးတဲ့စိတ်ဖြစ်အောင် အပေါင်းသင်းဖြစ်တဲ့လောဘဒေါသစသောအကုသိုလ်တရားတွေကလာရောက်ပူပေါင်းတာအဲပူပေါင်းတဲ့အခါမှာသန့်ရှင်းသောစိတ်ကနေမြစ်ပေသောစိတ်တွေဖြစ်ပေါ်လာတယ်အဲသန့်ရှင်းသောစိတ်ကိုကုသိုလ်စိတ်လို့ခေါ်တယ်ဒါကြောင့်မို့ 古多的酷，比如、哦、我们说，白玛乌卓阿德诺赛丹布达提呀，咪咪多依赛古，他先昂老谈，他先昂老谈说的，赛古尼贝西的罗巴的多达的伊些头啊，昂阿古土老咩罗巴多达的，么回事咩么回事变呢么回事啊，特地谈咪，就是他先头。 ကုသိုလ်တွေလုပ်နိုင်တယ်ဆိုရင်အဲ့ဒါမိမိတို့စုဆောင်ထားတဲ့ဥစ္စာတဏ္ဍတွေဟိုကုသိုလ်အနှစ်ဖြစ်အောင်လှုပ်ဆောင်နိုင်လိုက်ခြင်းပဲအဲ့ဒီလိုကုသိုလ်ဖြစ်အောင်လှုပ်ဆောင်နိုင်လိုက်တယ်ဆိုရင်တန်တရားတလျှောက်လုံးမိမိတို့ရဲ့အဖို့ကောင်းအဖို့မူအဖို့မူဖြစ်သွားတယ်အာကူအာထာဥစ္စာတဏ္ဍဆိုတာကလူတိုင်းကြိုက်တဲ့အရာပါပဲ တံပိုးထားကြတယ်မြန်လို့ကြတယ်ဥစ္စရဏသူလည်းသူသူကိုယ်ကိုတံပိုးထားမြန်လို့ကြတဲ့အတွက်ကြောင့်စုဆောင်ရှာဖွေကြတယ်အဲရလာတဲ့ဥစ္စရဏဟာကိုပိုင်တယ်ဆိုပေမဲ့လို့ကိုကသူများတဲ့စာသွားရင်ဩဖေးရမကြည့်နိုင်ဘူးသူလောဘတပါမစ္စရိယတရားတွေဝင်လာတယ် အိတ်သာတရားတွေဝင်လာတယ်အိတ်သာတွေဝင်လာတဲ့အခါမှာအဲဒီကိုမှခက်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 ရှာဖွေစုဆောင်ထားတဲ့ဥစ္စာဒဏ္ဍတွေရှိတာကိုအကြောင်းပြုပြီးမနာလိုတဲ့ပုဂ္ဂိုလ်ကကိုလာပြီးတော့တိုက်ခိုက်တဲ့အခါမှာကိုယ်လည်းစိတ်ကောင်းထားတယ်သူတုတ်ပြောလို့ဘာကြောင့်သူတွေ့ပစ္စည်းကိုစုဆောင်တာကိုပစ္စည်းကိုတွေ့တာတန်ဖိုးတာလည်းမြတ် တော်တံမြတ်နုတံမူထားတဲ့ကိုပစ္စည်းကိုသူသူတပားအနာဖြစ်စည်းတဲ့အခါမှာကိုကမခံနိုင်တော့ဘူး။အော်မခံနိုင်ရင်မဖြစ်လာတယ်လေ။လောဘတွေဒေါသတွေလောဘကနေအခြေခံပြီးဒေါသတွေဖြစ်ပေါ်လာတယ်။အော်အဲ့လိုဆိုအဲ့ဒီစိတ်ကအဲ့ဒီစိတ်ကညစ်ပေသွားတယ်မတန့်ရှင်းတော့ဘူး။ဒါကိုအော်ဒီပစ္စည်းဥစ္စာဆိုတာကလိုအပ်ချက်အတ္တဒါရလှုပ်ဆောင်တယ်ဆိုပေမဲ့လို့အဲ့ဒီပစ္စည်းဥစ္စာအကြောင်းပြုပြီး ကိလေသာတွေလောဘတွေဒေါသတွေမောဟတွေများစွာဖြစ်ပေါ်စေတယ်ဖြစ်ပေါ်စေနိုင်တယ်လို့သူတို့နားလဲပြီးဖြစ်ပေါ်လာတဲ့လောဘဒေါသဟာအနှစ်ရှိတဲ့ကိုယ်ဘဝအတွက်အနှစ်ရှိတဲ့အရာမဟုတ်ဘူးကိုယ်ဘဝအတွက်အနှစ်ရှိတဲ့အရာဟာလောပစ္စည်းကိုအခြေခံပြီး ဖြစ်ပေါ်လာတဲ့ကုသိုလ်စိတ်တည်သာလျှင်ကိုယ်ဘဝအတွက်အနှစ်ရှိသောအရာလို့ဒီလိုခွဲခြားသိမြင်ရမှာဖြစ်ပါတယ်။အနှစ်ရှိအနှစ်မဲ့ခွဲခြားသိမြင်ရ အဲ့လိုခွဲခြားသိမြင်ပြီးတဲ့နောက်တန်ဖိုးမရှိတဲ့အနှစ်မရှိတဲ့ပစ္စည်းအဲ့ဒီအမြင့်အနှစ်မရှိတဲ့ပစ္စည်းကိုအကြောင်းပြုပြီးအနှစ်မရှိတဲ့လောဘတွေဒေါသတွေဆက်မဖြစ်အောင်ဩအဲ့ဒီတန်ဖိုးမဲ့နေတဲ့တန်ဖိုးမရှိတဲ့အနှစ်မရှိတဲ့တန်ဖိုးတော့ရှိတဲ့အနှစ်မရှိအနှစ်မရှိတဲ့ပစ္စည်းကိုကုသိုလ်ဖြစ်အောင်ကိုကစူးစမ်းအားထုတ်နိုင်လိုက်တယ်ဆိုရင်ဩ အနှစ်ရှိတဲ့ကုသိုလ်တွေကိုရလာအဲ့ဒီအနှစ်ရှိတဲ့ကုသိုလ်ကိုပဲတန်တဲ့အဖို့ပြုပြီးတန်တရာခီးသွားရမှာဖြစ်ပါတယ်အနှစ်မရှိတဲ့အကုသိုလ်ကိုအဖို့ပြုပြီးတန်တရာခီးသွားရင်ဒီတန်တရာကနေဘယ်တော့မှမလူမြောက်နိုင်တော့ဘူးဒါကြောင့်မို့ဒီတန်တရာကနေလူမြောက်ဖို့အတွက်အနှစ်ရှိတဲ့အနှစ်မဲ့နေတဲ့ပြည့်စုံဥစ္စာခန္ဓာကိုယ်ကိုအရင်နှစ်ပြုပြီးအနှစ်ရှိတဲ့ကုသိုလ်ဖြစ်အောင် ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်။အာလုံသိတဲ့အတိုင်းဇောရိကတတိအမတန်ချမ်းသာတဲ့ပုဂ္ဂိုလ်မတန်ချမ်းသာတဲ့ပုဂ္ဂိုလ်အဇာတသဘယင်ဖြစ်တဲ့အချိန်မှာသူကတတိထေးဆိုတော့ဒါပေမဲ့သူပစ္စည်းဥစ္စာတွေဟာအင်းနဲ့အားနဲ့ပစ္စည်းပစ္စည်းမျက်မှောက်ဘဝမှာစုဆောင်းထားတဲ့ဥစ္စာတွေမဟုတ်ဘူးဘဝပေါင်းများစွာတန်တရာကစုဆောင်းထားတဲ့ကုသိုလ်ဆိုတဲ့ စွန်အပ်တတိနဲ့သူရယူထားတဲ့ဥစ္စာတွေများတို့ဒီမျက်မှောက်မှာလှုပ်တဲ့တလောက်လောက်လှုပ်တာပေါ့ဒါပေမဲ့ကုသိုလ်အရှိန်နဲ့လှုပ်တဲ့အတိုင်းတပုံမှာအကုန်လုံးအောင်မြင်တယ်ဒါမှန်တန်ချမ်းသာတယ်ပေါ့အဲ့တော့အဇာတသကလည်းလူဘယင်ကလည်းအသက်နဲ့ငယ်တာဟုတ်အဇာတသကသူများပြည့်စီကိုသူကဘယင်ဒါပေမဲ့ဇောတိကတတိကသူ့ထက်အများကြီးချမ်းသာတယ် သူထက်အများကြီးချမ်းသာတော့ဒါဒါကို तू မကျင်နိုင်ဘူးဇောရိကတထေဥပုပ်သွားစောက်တဲ့အခါမှာဇောရိကတထေနန်းကိုသွားအိမ်ကိုသွားပြီအဲ့ဒီအိမ်ကိုသွားစိမ့်မယ်ဆိုတော့ဒီလူကြီးချင်းနဲ့သွားတော့သွားတော့ဇောရိကတထေရဲ့အိမ်ကခုနပြောသလိုကုသူအရှိန်နဲ့ရလာတာဖြစ်တဲ့အတွက်ကြောင့်စိမ့်မယ်လို့တော့အဲ့ဒီအိမ်ဆောက်နေတဲ့နတ်တွေကအကုန်လုံးလက်နဲ့ကန်တဲ့ အလုံးကျော်ကြီးလှုပ်တဲ့အသွင်နဲ့သူအကုန်လုံးမြင်သွားတယ်။ဘာနဲ့တည်းကတကူပြလိုက်တာပေါ့ဒီမှာ။အဲ့ဒါဆိုသူမသိနိုင်ဘူး။မသိနိုင်တော့ဇောဒီကတည်းကဘယ်ရောက်နေတယ်လဲလက်ရှာ။စေတမအဲဝိလုဘုံကျောင်းပေါ့ဘုရားသတင်းသုံးတဲ့ကျောင်းအဲ့ဒီကျောင်းရှိနေတယ်သူကသွားကျောင်းရောက်တော့ဇောဒီကတည်းကသူကအပြစ်တင်တယ်။မင်းကဒီမှာလား ဥပုလစောက်တယ်လို့နဲ့တရားနာတယ်လို့နဲ့လာထိုင်ပြီးငါ့ကိုအန္တရာယ်ဖြစ်အောင်နေလှုပ်တယ်။ဟိုကဘာမှမသိဘူးဥပုသွားကိုစောက်တာပါပဲ။နောက်အကျိုးကြောင့်မေးမြန်းမှမေးဥစ္စာကိုငါယူဖို့သွားတယ်။ငါယူလို့မရဘူးငါ့ကိုလက်နဲ့ကန်ဖွဲ့စည်းတယ်ကငါ့ကိုခုခံနေတယ်။အဲဒါအထင်နဲ့ပေါ့ तू ကပြောတော့တတိယကဘာပြောပြန်ပြောတယ်လဲဆိုရင်ရှင်မင်းကျွန်တော်ကျွန်တော်မျိုးစုဆောင်းထားတဲ့ ြည့်စည်ဥစ္စာတွေဟာကာယအာနဲ့ကြီးစုဆောင်တာမဟုတ်ဘူးပုံညဆိုတဲ့အာနဲ့အနှစ်သာရရှိတဲ့ပုံညဆိုတဲ့အာနဲ့စုဆောင်ထားတာဖြစ်ပါလေဒါကြောင့်မို့ကျွန်တော်မျိုးမပေးဘူးဆိုရင်ဘယ်သူမှယူလို့မရဘူးအဲ့ဒါကိုအစာရတပင်းကမယုံဘူးမယုံတော့ဘာလုပ်တယ်ဆိုရင်ကဲမယုံရင် ဇာရသကကျွန်တော်လက်ထဲမှာလက်စုတွေရှိတယ်ကျွန်တော်မပေးဘူးအခမရချုပ်ယူလို့ရရင်ရှင်မင်းချုပ်လို့ရရင်ယူကျွန်တော်မပေးဘူးပေးရင်လည်းစိတ်မရှိဘူးအစရတအမတန်ကောင်းတဲ့ပုဂ္ဂိုလ်တွေစင်ပြောငါးစီအာရှိအာရှိတယ်လို့ဒါစာပေထဲမှာတို့ဆိုတယ်ဒါပေမဲ့အစရတကချုပ်လို့မရဘူးအမရတဲ့အခါမှာကဲ ဘယင်မင်းမြလူချင်းလဲဆိုရင်ပဝါခိမ့်ပါကျွန်တော်မျိုးပြီးမယ်အရှင်အစာရသကလောဘကကြီးနေတော့လောဘတကဖြစ်လာပြီဆိုရင်အချက်ဆိုတာရှာမရဘူးသူကအချက်မရှိတော့ဘူးငါဘယင်ပါလားဒီလောက်ကိုမလုံသိမ့်ပါလားဆိုသဘောမပေါက်တော့နားမလဲတော့ဘူးသူကရယူဖို့တစ်ခုလောက်ပဲရှိတယ်ဒါကြောင့်လောဘအထာဏဇာနာတိလောဘတကယ်ဖြစ်လာပြီဆိုရင် အကြောင်းအကျိုးအကောင်းအဆိုးတွေကိုဘာမှမခွဲခြားနိုင်ဘူးရဖို့တခုလာပဲ तू ကယူတာအဲတတိကဘယင်လက်ကံဘောဘောပေါ့ခင်းပြီးတဲ့အခါမှာအဲ့လက်စုရင် तू ကိုယ်တိုင်မချုပ်ဘူးဒီလိုပဲခါချလိုက်ခါချတော့ तू လက်မှာဆွတ်ထားတဲ့လက်စုအကောင်းလို့ပေါ်သွားတဲ့ကြပေါ်သွားတဲ့ရောက်တယ်အဲ့တတိကြီးကဘာတွေးလဲဆိုတော့ ငါရထားတဲ့ငါရှိထားတဲ့ဥစ္စာဒဏ္ဍတွေဟာတကယ်တော့ယံသူတွေရဲ့လောဘသမားတွေရဲ့အကြိုက်စာဖြစ်နေတယ်။ငါ့ကိုဒုက္ခပေးမယ်အနှစ်သာရမရှိတဲ့အရာပဲလို့သူရဲ့စီစိမ်မျိုးကိုစီစိမ်ပုံမှာအမြင်ပြောင်းသွား။ငကိုတကစီစိမ်ဥစ္စာတွေကဘဝအတွက်အားထားရာအနှစ်သာရတစ်ခုလို့သူကအဲ့လိုမြင်တယ်။အဲမြင်တော့ခုနက ရှင်ဘီရင်ကသူ့ကိုယံလာလှုပ်ပြီးပစ္စည်းဥစ္စာတွေအတင်းလာယူတဲ့အခါကျမှဩပစ္စည်းဥစ္စာဆိုတာယံသူကိုတိုးပွားစေတာပဲအန္တရာယ်ရှိတဲ့အရာပဲတော့ငါလူချင်းတာကတကယ်အနှစ်သာရရှိတဲ့ဘဝရဲ့လူမြောက်မှုကိုလူချင်းတယ်ဒီတော့ငါလူချင်းတဲ့ဘဝရဲ့လူမြောက်မှုကိုဒီဥစ္စာကမပြေနိုင်ဘူးဒီဥစ္စာဒဏ္ဍနဲ့ဒီခန္ဓာ အနှစ်သာရမရှိတဲ့ဥစ္စာဒဏအနှစ်သာရမရှိတဲ့ဒီခန္ဓာကိုအရင်အနှစ်ပြုတ်ပြီးတော့အနှစ်သာရရှိတဲ့ဘဝရဲ့လူမြောက်မှုကိုယူမယ်ဆိုလို့စိတ်ကသံဝေခတွေဖြစ်ပေါ်လာအဲ့လိုဆိုတာကအနှစ်ရှိအနှစ်မဲ့ကိုသူကသဘောပေါက်သွားသိမြင်သွားတယ်အမြင်မှန်ရသွားတယ်အမြင်မှန်ရလိုက်တော့အဲဒီတော့ဘယင်ကိုသူတောင်းပန်တယ်ကျွန်တော်မျိုး လူမြောက်ဖို့အတွက်ဘဝလူမြောက်ဖို့အတွက်ယဟန်ပြုတ်ပြီးသာသနာပုံတဲ့ဝင်ခွင့်ပြုပါ။အရှင်မင်းကတတိဇောရိကတတိသာသနာပုံတဲ့ဝင်သွားရင်ဇောရိကတတိပိုင်တဲ့ဥစ္စာအလို့သူရမယ်သူဒီလိုအထင်နဲ့သူကစောစောရှိစုပဲဒါခွင့်ပြုလိုက်မတားဘူးသူကဒါပေမဲ့လို့ဇောရိကတတိသာသနာပုံတဲ့ဝင်သွားတဲ့အခါမှာသူပန်ဆန်တဲ့ပစ္စည်းတွေပစ္စည်းတွေအကုန် 路标啊，都干嘛没晓得？拍照嘞，主要都古都一些呢，古都干部一些呢，老太奶奶，哟，阿拉我手机里耶，古都干部一些呢，也他的，欧莎的那对大妈，嘛，别么事不呢，没得无，哎，古都老太爷咯，哎，古都个，古半身哈比，哎，古都个，别些事呢，都不。 ဘယ်သက်ဘယ်သက်ဘယ်လူစုဘယ်တခုကမှလာယူလို့မရဘူးအကိုအတွင်ဒါအနှစ်သာရရှိတဲ့ဥစ္စာဖြစ်သွားတယ်တကယ်ဥစ္စာစည်းစိမ်ဥစ္စာတွေပစ္စည်းတွေကအနှစ်သာရရှိတဲ့ဥစ္စာမဟုတ်ဘူးသူသဘောပေါက်သွားအဲ့ဒါကိုဒီသန္ဓနာဘုံနဲ့ဝင်ပြီးအနှစ်သာရရှိတဲ့ကုသိုလ်တရားကိုအားထုတ်လိုက်တဲ့အခါမှာဩဇောတိကတတိက ရန်တာဖြစ်သွားတယ်ရန်တာရန်ရန်ရန်တာဖြစ်သွားတာပေါ့တရားထုတ်တရားမြတ်ရပ်သွားတယ်အဲတော့ဆိုလိုရင်းကအနှစ်သာရမရှိတာကိုအနှစ်သာရမရှိမှသိပြီအဲ့အနှစ်သာရမရှိတဲ့အရာကိုအရင်နှိပြုပြီးအနှစ်သာရရှိအောင်အနှစ်သာရရှိတဲ့အရာရအောင်ဒါယူနိုင်ရမှာရယူနိုင်တယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့အဲ့ဒီပုဂ္ဂိုလ်ဟာအနှစ်သာရရှိနေတဲ့တန်ဖိုးဖြတ်လို့မရတဲ့ အဥ္စာအရာအနိတာရရှိတဲ့အရာကို ရမှာဖြစ်ပါတယ်။ဒါကြောင့်ယနေ့လူရှင်များမိမိတို့စုဆောင်းရှာဖွေထားတဲ့ဥ္စာဒနာတွေတဲကအနိတာရရှိတဲ့ကုသိုလ်တရားဖြစ်အောင်ဒူစာအားထုတ်နိုင်လိုက်တဲ့အတွက်ကြောင့်အနိတာရမဲ့နေတဲ့ဥ္စာမိမိတို့ရဲ့ခန္ဓာကိုအရင်အနည်းပြုပြီးအတိုင်းတာတကူအထိအနိတာရရှိတဲ့ဥ္စာတွေကိုစုဆောင်း ဒဏ္ဍတွေကိုစုဆောင်ရှာဖွေနိုင်လိုက်ပြီဖြစ်ပါလေစုဆောင်စုဆောင်ရှာဖွေလိုက်လို့ရရှိလာတဲ့အဲ့ဒီတန်ဖိုးရှိတဲ့ဥစ္စာဒဏ္ဍအနှစ်ရှိတဲ့ဥစ္စာဒဏ္ဍရဲ့အစွမ်းသတ္တိကြောင့်ကုသိုလ်ဆိုတာအနှစ်ရှိတဲ့ဥစ္စာဒဏ္ဍဖြစ်အနှစ်ရှိသောကုသိုလ်ဒီဟုသောဥစ္စာဒဏ္ဍရဲ့အစွမ်းသတ္တိကြောင့်အလူရှင်များအားလုံးအန္တရာယ်ကင်းပေးခြင်းပြီးကောင်းကျိုးချမ်းသာအဖျားဖျားတို့ကိုအသည်အသည် 雅西，都藏康山人家西功的利，盖吉一生扎扎昂，一生盖盖内苏家门，伊达米波尼亚内巴纳扎，苏卡扎比色哟，好度，吉苏谢，乌怎么啊？吉苏耶。 ပြုလို့အာထုတ်ရသောဤကောင်းမှုကုသိုလ်သည်နိဗ္ဗာန်ရောက်ကြောင်းနိဗ္ဗာန်ရကြောင်းအန္တရကင်းကြောင်းဘေးရှင်းကြောင်းအာကောင်းသောအထောက်အပံ့ဖြစ်ပါစေဤကုသိုလ်ဤအဖို့ဘာကအဝဝကိုအထူးအဖြင့်ကျေးဇူးရှင် ဥသိမ့်မောင်အားအမြအမြအမြပြေဝေချပါကိုဤသူမှတပါ30တပုသာသတ္တဝါများအားလည်းပဲအမြအမြအမြပြေဝေချပါကိုဤအာလုံးအမြရာကြ၍ကိုယ်စိတ်နှဖျားကျမ်းမာ ချမ်းသာကြပါစေအမြဝေကြရအောင်အလုံးကြာကြသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကြာကြသမျှအမြအမြအမြယူတော်မူကြပါကုန်လော တုသာတုသာတုအာလောကြာကြာသမြအမြအမြအမြယူရာမူကြပါကုန်လောသာတုသာတုသာတု